မိချမ်းဝေရဲ့မပျော်ရွှင်ခြင်းတစ်တီဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပြီးမှဖြစ်ပါတယ်ရှင်။ခါဝိဆာဟောင်းကိုရေစလုံးထဲနှစ်လိုက်ဆင်းမပြီးအောင်မြင်မီဟိန်းတော်တန်ကြီးထွက်ပေါ်လာတော့သည်။ကီတီတို့ဒေဝီတို့မာလာတို့သူဆန်နီတို့ မခိုကြမကက်ကြနဲ့အလုပ်ကိုအားသွန်ခွန်ဆိုင်လောက်ကြစေနာထားပြီးလောက်ကြ။ဒီတန်ကြားလင်ဆရာလေးမသူဆန်နီရဲ့ကြောက်လွန်ပြီးတုံတုံသွားတတ်သည်။ကြောက်မြီဆိုလဲကြောက်စရာတော်ကြီးဖျားတန်ကလွန်အောင်တလူ။ လူပူတလားခြေလန်းကလွန်မြန်းသည်ပြီးလင်သူ့လက်ဆွဲသောကျင်းတန်တစ်ဖြန်ဖြန်ကလည်းမတူဆန်နီတော့လို့ဆရာလေးငယ်လေးတွေကိုအကြောက်တရားပုံမှုကြီးထွားစေသည်ဆရာလေးမတူဆန်နီသည်ခါဝဲစာကို ရေထဲသို့မြန်မြန်နှင်လိုက်ပြီးရေကိုမဆင့်တဆင်ညက်ကဆင်းကြံလန်းတစ်သားပြပေါ်လက်ကလေးနှင့်ဖီတွန်လိုက်သည်လူကြီးလက်တော်စာအစ်ပြများရိုက်ထားသော အင်တာနက်မီဖိုကိုဆက်ထားသည့်စင်ကြံလန်းသည်တော်တော်ကျေးသည်ညနေစာဝါသိန်းခေါလောက်ခေါတင်းသည် မတ်သူဆန်နီသည်သူတောင်ဝင်ကြရာစင်ကြံလန်းစီသို့အပြေးလာခဲ့သည်ခါဝေးရေစွတ်ကထိုလက်ဝါစာခင်းပြားကလေးပေါ်နာနာပွရသည်မတ်သူဆန်နီလက်ထဲကိုအားထည့်ပြီးလုံနော်ဒါမှတနေ့လုံးလူတွေနင်းလျှောက်ထားတာလေးတန့်စင်သွားမယ်ဒါပြီးရင်အိမ်သာချမ်းပြင်းနေရောအုံခွန်အကြံဖက်နဲ့နာနာတိုက်ရအောင်မယ်တွတ်တွတ်လက်လက်လို့စင်နာထားပြီးလို့ဒီဘွားမှာကိုကအချိုးပြီးမကောင်းတော့နောက်ဘွားနဲ့သမီးဖြစ်အောင်ဒေါ်ကြီးဖျားကမိဘဝစင်ကြံထိမရက်ကအော်နေသည် ဒီဘွားမှာကိုကအကျိုးပေးမကောင်းတော့တယ်အကျိုးပေးမကောင်းဆိုဒီစကားမတူဆန်နီတိတ်နာမလဲကံမကောင်းတာကို ပြောတာလားသူနားလဲဒီမှာ သူ့ရွယ်မတိမ်မြိန်ဆရာလေးတွေအများကြီးရှိတာသူမှစင်ကြံလန်းကိုဘာကြောင့်နေစဉ်ကြံတိုက်နေရပါသလဲဘာကြောင့်နေစဉ်အိမ်သာစီနေရပါသလဲတကယ်ဆိုသူစာတင်တိုက်ရောက်လာဒီမှာနှစ်နှစ်ခန့်ရှိပြီရောက်ခရေကစင်ကြံလန်းကမတက်သေးနေရမရွေးသေး ဆရာလေးမကေတီတော်မတ်ဒေဝီတော်တာမိဖို့ဆောင်နဲ့ရောက်ကုန်ပြီမိဖို့ဆောင်ကစင်းချန်လန်နင်းစာလင်တော်သေးရဲ့မဟုတ်လားဒီမှာတပါးတဲ့ငေါစင်စင်စန်းတိုက်နေရတာနင်းစာလီဆရာလေးမကေတီတော်လို့မိဖို့ဆောင်မှာ တခြားဆရာလေးတွေနဲ့အတူ ပြပြကြီးလှုံလှုံလိုက်ချင်းသည်အများနှင်းဆိုရင်တော်ကြီးဖျားလေးမှာစကားတွထွန်နိုင်သည်သူ့မှာရှိသည့်တခြားလုံးကိုမှာရှိသည့်ထညာလုံးလဲလဲစားနိုင်သည် ိုတရင်နှိတရင်ဖလဲနိုင်သည်တိုက်တို့ရောက်လာတော့နှိခင်ကဆန်ချသည်ဆရာလေးအသည်ဆက်ဆက်ကြောင်းဆိုလင်မတုဆန်နီတော်တော်တည်ခြင်းသည်မတုဆန်နီကလူဝဲကြောင်းချောချောလာလာလေးဆိုလွန်စိတ်ဝင်စားသည်ထော်မချောချောလာလာသပင်ဆိုလင်တင်မအတိရှိတော်သူကဘာဖြစ်လို့များဝကြောင်းကိုပဲဆန်ကိုပဲ၍သာသနာပါဝင်လေတလေမတုဆန်နီတော်တော်တည်ခြင်းသည်အင်းလင်ပြောပြမိသူမရှိတော့လဲ ရီချိုးချိန်ရေတွင်ရောက်မှပဲမဆန္ဒမာလာကိုအာကိုရတော့မှာပါပဲမဆန္ဒမာလာက မသူစန်နီနဲ့စန့်ကျင်စွာဘယ်ရာကိုမှမကြောက်လူကြီးလူငယ်ကြားနှမ်းဆက်ကြုံဝင်သူဖြစ်သည် အသားဖြူဖြူမျက်နှာပြည့်ပြည့်အသက်ထက်လူကောင်ကထွားနေရာရီချိုးလင်ခါဝဲထမင်းကိုယင်ရှားနေရပြီဖြစ်သည်လူကြီးသူမတွေဘသူခိုင်းခိုင်းခြေပေါ်လက်ပေါ်ရှိလေရာလူချစ်လူခင်ပေါ်လာပြီသူထံမှတည်င်းပလင်းဆောင်လာသည် မိဖွားတွင် တော်ကြီးဖျားကွယ်သည်နှင့်မသူဆန်သည့်အလုပ်ကိုမြန်မြန်လက်ဆက်တက်လိုက်လေသည်တော်ကြီးဖျားမရှိလင်ဘသူက စင်းကြံလဲပြောင်းမပြောင်းလာစင်နေမည်နီအိမ်သာကိုရော စင်မစင်လာကြည့်နေမည်နီစင်းကြံလဲအခုပြောင်းလဲမကြခင်သူများတွေနေလင်ပြန်လဲပွက်ထားအောင်မည်အိမ်သာလဲသူများတွေတက်လင်ပြန်လဲညစ်ပေအောင်မည်ဒီတော့ပြောင်းစင်ချင်းဒီမပြောင်းစင်ချင်းနဲ့ဘာမှသိမ့်မထူးဟူမသူဆန်နီထင်သည် လက်တော့ဘွားမျက်နာတော့ဘွားကိုပခုံးပေါ်တင်ပြီးအောက်ရည်တင်ဘက်ထွက်လာတော့ဆရာလေးအပြူပေါအောင်စူးရေချိုးနေကြပြီဖြစ်သည်လူကြီးတွေကပေါ်တွင်မှချိုးလေးရှိပြီအပြူပေါနဲ့ကလေးတွေမှအောက်တွင်မှချိုးလေးရှိရာအောက်တွင်ဒီစကားသံများဖြင့်အစဉ်စီညာနေလေးရှိသည်တနေ့လုံးစာအန်နေရသည်ဖြင့်ညနေရေချိုးချိန်တွေမှစကားပြောရလေရာဆရာလေးတွေမှစကားပြောဖို့ဘယ်တော့မှအမညောင်းမီအတန်တွေကတူတူကနေတဖြည်းဖြည်းကျလာတက်ရာ လမ်းတစ်ခုခြားသောအခြားခြံဝင်းအတွင်းမှစတင်သားကိုရော်တွေအတွက်နောက်ရွှေပြတတ်သည်ကိုရော်တို့စီမားတိုင်စားရောက်လင်ဥပုံညာဆရာကြီးဖျားဩဘာဒပေးပွဲတွင်အောက်တွင်ရေချိုးသူဆရာလေးများစုခံရတတ်သည်ရေချိုးရင်စကားမပြောရအမိန်ဘလို့တုတ်တုတ်အောက်တွင်မှာတော့လက်ပံပင်စရဲကြားစိမ်ရေချိုးလဲဆောင်နေသောမဆန္ဒမာလာကိုတပြူပင်ရင်၌ခန့်တင်တွေ့ရသည် မဆန္နာမာလာသည်ရင်ရှားခြင်းမရှိသေးသဖြင့်မမြဲသောခါဝဲကိုမကြာခဏပြင်ဝင်နေသည်မင်းဖြင့်မမေးရသည်တင်းဦးကိုသူကရင်ပြောချလိုက်သည်နေ့လယ်ကဆန်းချတဲ့ဆရာလေးတစ်ဘွဲနာမည်ကမတ်ဓမ္မနန္ဒီတဲ့ဟိုဝဝခန့်ခန့်ကသူ့မိကြောင့်အောင်ဆရာမကြီးတဲ့ထောင်ထောင်မမလူကြီးကသူ့ဘေးဘာရရှိကြီးဆိုလားသူတို့ကတထုံကဆရာကြီးဖျားတော့နဲ့ရက်ဆွေရက်မျိုးလေးတဲတာတော့ကြီးဖျားစီရမှာတဲတာညနေကြီးတွေပေါ့ဖျား မျက်နှာကြီးတွေထိုစကားကိုမတ်သူဆန်နီတိတ်နာမလဲပါဘလိုလူတွေကိုမျက်နှာကြီးဟူခေါ်လေတလေပဆန်ရှိသူတွေကိုခေါ်တာလားအကြီးဖျားဆရာမတဲတာဆိုတော့တော်ယုံတော့ဟုတ်ဟန်မတူအကြီးဖျားသည်ဆရာကြီးဖျားကြီးအမရင်ဖြစ်ပြီးတီချာစရနေ့နေက ပစီပဆန်များလာတော့တက်ကြီးရွယ်ဟိုဆရာကြီးတစ်ပါးဖြစ်သည်တယောက်ယောက်များအကြီးဖျားဆရာတို့ခိုင်းလေမတူဆန်နီပဲတော့မှမသွားချင်းအကြီးဖျားကနာလီယာတီရထဲ့ ခွေးတစီစီနေနေသူမသူဆန်နေတော့လို့ဆရာလေးငယ်လေးတွေကိုအယောတဝင်းမရှိသူရောက်သွားရင်လဲတောက်တူမယ်ရခိုင်းလို့မဆုံးတော့ရေဆွဲပြီးသွားပါအောင်ရာခုအိုးမှွေပါအောင်စကောထဲကဆန်နေပြတီးပါအောင်တမျိုးပြီးတမျိုးခိုင်းတတ်သေးသည်ထိုကွာဒီကွာကြပစိဆက်များသူအကြီးဖျားဆရာမတော်တဲတာဆိုတော့တော်ယုံတန်ယုံလူတွေမဟုတ်ဟိုမသူဆန်နေသဘောပေါက်သည်ဆရာလေးသူအဲ့ဒီအမကလေး သူ့အမေကြောင်းအောင်ဆရာမကြီးနဲ့မတည့်လို့တိလာရှင်လာဝစ်တာတဲ့မြတ်စွာဘုရားဘလို့ဟုတ်တယ်ဖျက်မယုံမရှိနဲ့မဝိဇာကိုတိုင်းပြောတာဖျက်မဝိဇာကိုတော့မသူစံနေတီးတီးသူကအကြီးဖျားကြီးလက်ကတော့တောင်းမွေးပြဲတူနေသူမဝိဇာပြောမှာတော့မာဆရာမရှိအမေနဲ့မနေချင်လို့တိလာရှင်လာဝစ်တာတဲ့ဖျက်အံ့ရောအံ့ရောတပည့်တော်များအမေနဲ့နေချင်လို့လို့မိများရှိလို့ကတော့တိလာရှင်လာမွေ့တေးဘူးငယ်စင်ကလေးက အမေမရှိပဲဖွားတီလာရှင်နေကြည်ပြင်းလာရတော့မဆန္ဒမလာက သူခံစားချက်တွေဆက်ပြောနေသည်အမေနဲ့မနေချင်းလို့အမေနဲ့မနေချင်းလို့မသူဆန်နေတွေးတွေရှုပ်ထွေးလာသည် လောကကြီးမှာအမေနဲ့မနေချင်းသူရှိသေးလားကြောင်းဆရာမကြီးကမျက်နှာထားတင်းတင်းစီကံကြီးကြီးစကားပြောရင်အတန်ကျကျတော်ကြီးဖျားဝတ်တုပ်လိုပဲကြိမ်ကြိမ်ပြီးအရိုက်ကြမ်းတဲ့တဲ့ထွာကြောင့်လွတ်ရကြွရစာတင်တိုက်ရောက်လာတာနေမှာပေါ့ဗျာ မဆန္နာမာလာစကားတွေဆက်ပြောနေတော့လေမတူဆန်နေသည်အလွန်ထူဆန်အံ့ဩဖွယ်ရာအမေနေမနေချင်တော့ဆရာလေးတကိုပင်မျက်စိထဲမြင်ရောက်နေတော့သည်ထိုနေ့ညနေက ရေချိုးခြင်းလောက်ကိုဆက်လုံနေရတော့လေအတွေ့တွေရှုပ်တွေနောက်ကြီးစွာတန်လင်းမြေကန်တပေးကမြင်းတို့ကျောမော်တွင်ကြံခဲ့တော်မေကိုထူပင်တရိယာနေတော့သည်တပည့်တော်များအမေနဲ့နေချင်လို့လို့အမေများရှိလို့ရတော့ ညနေကမဆန္နာမာလာစကားသည်ဖျားဝစ်တဲ့ချိန်ဝေယုစင်များယွချင်းသည်မတုဆန်ဒီစိတ်ကိုလွှမ်းမိုးထားသည်ဝေယုစင်များလိုရနေသည်ဖြင့်တံပြိုင်လိုက်ဆိုနေရတော့လေသူစိတ်တွေကဝေးကိုထွက်ပြေးနေသည်မြင်းတို့ကြုံပေါ်တွင်ကြံခဲ့သောအမေစီထွက်ပြေးနေသည်စကားပြောလင်ညိုင်းညိုင်းနေသူ့ကိုယ်သူနာမည်ထည့်ပြောလေးရှိသောအမေသည်မလမြိုင်စာတီးဖြစ်သည် ဘောဝင်ရပြိဘောကပိုင်ရှင်ဖွာရှိဘောဤဒူဒီတော်မြေလေးလည်းဖြစ်သည်ငယ်စဉ်ကပင်မိဘများကွယ်လွန်း၏အဖွာကသမီးဖြစ်ပြန်မွေထားသောတထင်းမြေလည်းဖြစ်သည်မော်လမြိုင်မှာကျွန်းတရာမှာအောင်းလာတတ်သောဖေနေနီဆက်ကဖေကအမေမဝင်မြိုင်ကိုခိုးပြေးတော့အဖွာတထင်းမကြီးဆွဆွဲခုံနေတော်သည်ကျွန်းသားရမကြီးတော်ကြီးနေနေတော့မိဘမဲဖေးသည် အမေကိုပြေဆုံးအောင်မထားနိုင် အဖေကလူပုံတွင်တွင်မကျွန်းတရာမှာကြီးတော်ကြီးကိုင်းလုံးနဲ့မကိုင်းလာပြီဒီလိုနေတီတာလေးမှွေးပြီးငါနဲ့စားအဖွားစီမှာမျက်နှာအောက်ကျိုးပြီးမော်လမြိုင်အိမ်ပြန်ဝင်ရသည်မဝင်လို့လည်းမဖြစ်အဖေကဘာမပြောဘာမစိုးစစ်တက်ထဲဝင်သွားတော့ငကိုကမြင်မကြည့်နေတော့ကြီးတော်ကြီးနေနေလို့မဖြစ်တော့အဖွားတော်ရွှေဘော်ကငကိုကဥစ္စာမန်တက်တက်သူဖြစ်လေရဲ့ ဒုက္ခနှင်းရောက်လာတော်မည်မဝင်မြိုင်ကိုပြန်မသိမ်းခြင်းမပါ၏။တီတာလေးကိုလည်းမချင်စတီတွေပေါ်ထိုင်လင်ထိုင်ပြန်မည်။တိုင်မီလေးမိပြန်မည်။အမြဲတမ်းမျက်တောင်နီနေငေါငန်းနေတတ်သည်။မဝင်မြိုင်ကိုယ်တိုင်လည်းကိုယ်ပိုင်မှအိမ်စီတသားနေရာပရိဘောကလှုပ်သူလှုပ်သမားလေးကိုချွေတက်လောလောချက်ပြုတ်ကျွေးရ။အလွန်ချင်းချက်စွာနေရသောနေထားမှာအဖေစီကရွှေရှားပါပါဆက်သွဲရလာသည် မုတ်ဝင်းမြိုင်တို့သားမိကျွန်းသားရမှာခဏပြန်နေကြ။သူအစဉ်ပြင်းသည်နေလာခေါ်မည်ဆိုသောစကားကြောင့်ကျွန်းသားရမှာကြီးတော်ကြီးရင် တကြောပြန်ရောက်ရပြန်သည်။ကြီးတော်ကြီးသည်ငကူကမကြည်ရသည့်အထဲသူ့အိမ်ပေါ်ပြန်တက်လာသောမုတ်ဝင်းမြိုင်တို့သားမိပေါ်နှိမ့်ဆက်ကလူပြူတော်၏။အဖွားတော်ရွှေပေါ်လည်းမကောင်ကြီးတော်ကြီးလည်းမကောင်သူတကြောပြန်ရဲခန့်ဒီတလားလဲမဟုတ်နလားလဲမဟုတ်နေ့တစ်ပတ်လဲတော့မြည် ခင်မွန်းတဲ့စီကဆက်သွဲထမရသည်အစဉ်ပြေသည့်နေဟူသည်ဘယ်နေမှမသိအစိုးဆုံးမှာမဝရေစာစာရခြင်းပင်လောက်အားဝင်ဝင်များနိုင်သော တူနှစ်ဆမတူမတော်ရမည်သူကိုကြီးတော်ကြီးစေနာမရှိစွာအိုသွန်ခွမောက်ထားလေရှိသည်မနေနိုင်လင်းစင်းသွားဆိုသောသဘောပင်မောဝင်မြိုင်ကသွားစရာနေရာမရှိပါပြီမောဝင်မြိုင်နောက်ဆုံးထွက်ပါသည်ပတ်ဝန်းကျင်တွင်တစ်ခွေလုံးကိုအိုအားတောင်းတင်းဖြစ်စေသည် ထိုညနေမောင်ရီပြောစားကျွန်းနေစီမှာရွာတို့တီးနှံလာပို့ပြီးပြန်တော့တီးနှံတင်လေးပေါ်တွင်သားမိနှစ်ယောက်ပါလာကြသည်မြင်းနှုကျွန်းကိုင်းပေါ်ရှိတဲ့အိမ်ထဲရောက်မှာအမေဂျိုင်းထောင်းနေလူကြီးနောက်လိုက်လာမှန်တီးရတော့၏ဂျိုင်းထောင်းနေလူကြီးသည်သဘောမနောကောင်းသူဖြစ်သည်တီးတာပေါ်လဲချစ်ချစ်ခင်ခင်ရှိသည်မြင်းနှုကျွန်းပေါ်တွင်ကောင်းခင်ကအကျဲကြီးစိုက်ခင်းတွေကစိမ့်စိမ့်ဆူဆူ ဟင်းမကောင်းတော့လဲဂိုင်းထွက်တီးနှံများနေထမင်းကိုဝဝလင်းလင်းစားရသည်တီးလာလဲကလေးပြီပြီပြောသည်စကားမပြောလိုက်ရအဖေကျွန်းသားရတို့လိုက်လာသည်နေမဝင်းໃຫင်နေကလေးပဲမှရှိသည်ကိုတီးသွားတော့သည်မဝင်းໃຫင်တလားတယောက်လင်ငယ်နောက်လိုက်သည်ဆိုတော့ပြစ်ချက်ဖြင့်ပတ်ဝန်းကျင်မှာမျက်နှာမလာသည်လို့ဇိုင်းထောင်းနေလူကြီးလဲတရားဆွဲခံရတော့သည်အဖေဒီရင်မေမဝင်းໃຫင်မျက်နှာကိုမကြည့်ကြီးတော်ကြီးမြောက်ပေးသလောက်လို့တော့ဤ တီတာကိုပင်တမီးရဲ့လို့ချစ်ချစ်ခင်ခင်မရှိဆိုင်ထောင်းနေလူကြီးထောင်ကြသွားတော့တီတာတို့သားမင်းမြင်းတို့ကျုံစီပြန်လာခဲ့တော့သည်မဝင်မြိုင်သည်ထမိန်တူတော်ဝဲကလဲလို့ဂိုင်းလို့တွေအားဆိုင်လို့သည်ငကိုဖြူတော်သားသည်ညိုညင်းညင်းဖြစ်လာသည်ဂိုင်းထဲမှာပင်နေရ၏တီတာကိုလည်းကြောင်မထားနိုင်တီတာတယောက်အမေနောက်တကောက်ကောက်လိုက်ရင်ချိန်နေကြမြင်လာသည်တခုတော့အစာအုပ်ပေါင်းမြင်းတို့ကျွန်းပေါ်သို့ဆွန်းချောက်ခံကြွာလာတော့ဆရာလေးတို့သည် ရှင်နှင့်ရွယ်เจ้าမင်းလိမ်မာရေးချာနာမလဲလူသူဝေးရနေရာတို့ရောက်နေတော့ပေဆုပ်ဆုပ်ကောင်းမလေးကိုတွေ့သွားတော့ဤဒီလိုနေတီနာတရားတီလာစာတင်တိုက်တို့ပါလာကမတူဆန်ဒီဘွားတို့ရောက်ရတော့ဤမဝင်းမြိုင်ကကလေးကိုစာတက်စေခြင်းသည်မြင်းနှုကျွန်းသည်ရွာမဟုံလေတော့ကိုင်းပြင်သားဖြစ်သည်ဒီမာရေရှင်နေလေသူသမီးဖားရိုက်ငါရှာနေပြင်ချိန်ကုန်သွားတော့မြည်ဒီတော့ တမီရှိရေအတွက်ဆွနေပြီးတန်ရောစင်ဖြတ်ကဆရာလေးတွေနေထဲလိုက်ခြင်းဖြစ်သည်အကယ်စင်စင်မတူဆန်နေသည်ဒီတီလာရှင်ဘွားနေမပြောပါဘီစာတင်တိုက်မှလည်းမနေခြင်းပြင်းနုကျုံမှာပေါလို့ပွဲစားနေခဲ့သလားစာတင်တိုက်စီခန်းနေလာတွေ့တော့ကတော်ရုံနေနေသားမကြပါခြင်းဦးစားကောင်းဆောင်ဆရာလေးမတီသည်သူစွန်ထမြတ်သူပြီးပြီးမတူဆန်နေဘွားကိုနားလဲကလူတလုံးသူတလုံးဖြစ်အောင်ညီတော်ပြုစုပြထောင်ရမည်ကိုတီးသည် ခက်ထန်နေသောမသူဆန်နီစိတ်နှလုံးကိုနူးညံ့ပြော့ပြအောင်တပြေးပြေးပုံသွင်းယူသည်လူရဲ့လှုပ်ဖြစ်လာရင်ကောင်းမှုတစ်ခုနှိမ့်စင်ပြူရတယ်ဆရာလေးရဲ့ဖျားဝတ်တန်ရင်ဖျားရှင်ကိုအာယုံပြု စိတ်ညွတ်ပြီးဆိုရတယ်ဆရာကြီးဖျားအတွက်ချိုးရီတောင်းဝင်ကြရင်ကိုဆရာသမားကျေးဇူးတင်ရှင်အတွက်ရေလူဒါနပြုတယ်ဆိုတဲ့စိတ်နဲ့ရေခက်ရေးတဲရတယ်စာဝါတိန်လိုကြမ်းတိုက်ရင်လည်းအများသူကတန်တန်ရှင်ရှင်နှိမ့်လျှောက်ပါစီဆိုတဲ့စေတနာနဲ့လှုပ်ရတယ် ဒါမှတူတော်ကျိုးကိုရရှိမှဖြစ်တယ်။ဦးစားကောင်းဆောင်ဆရာလေးမသိသေးကစကားပြောလေညဉ့်ညဉ့်သာသာတူတူတိတ်တိတ်နားဝင်အောင်ပြောလေရှိသည်။သူကိုယ်တိုင်ကစာလုံးကြိုးစားသည်။မတုဆန်နီစာသင်တိုက်တော်မြောက်ခင်နေ့ကဆရာလေးမသိသေးသည်။တတဓမ္မပါလာအတင်ဖွဲဆောင်မွေးပွဲတွင်တနေ့လုံး၌ပထမဆင်ပြေအောင်ရာခရီးပါဖုန်ဖြင့်ထိုင်ပြီးထီဖြူဆောင်ခံရသူဖြစ်တင်ရှားသည်။ မော်လမြိုင်မြို့တည်အသာသနာအစံဤဒီလာရှင်ဆရာလေးများကိုထိုတော်ရေးတယူကွန်ပျူတာမျိုးဖြစ်သည်။တပြည့်တော်စာတက်ပုတ်ကိုဖြစ်နေရပေါ်ကတပ်ပုံတဲကဆရာလေးမှတ်နေပေါ်လို့ကိုရဲကိုဒေတာပြန်ပြီးသာသနာပြုမယ်။ထိုစကားသည်မတိတီနှုတ်ပြားမှာမကြာခဏထွက်ကြလာသောစကားဖြစ်သည်။ရေလေခန်းနေရပေါ်မှတပ်ပုံကိုမတူဆန်နီလဲတီးသည်။မျက်လုံးစူးစူးနာရန်ချွန်းချွန်း။နှာခမ်းပါပါနီဘောလူမျိုးတီလာရှင်ပွဲမြည် မတုဓမ္မဝတီကိုမော်လမြိုင်တစ်မျိုးလုံးကမဏိပေါ်ဟူချစ်စနိုးခေါ်ကြသည် မဟာယနာကနေထေရဝါဒစီကူပြောင်းပြီးဒီလာရှင်ဘွားနီပရိယတိစာပေကိုတင် जा ချင်လို့လို့မြမနိုင်ငံထဲကုံလန်းကနီစွန်းစားဝင်ရောက်လာသူထိုမဏိပေါ်အကြောင်းကတော့ဖြင့်စာတင်တိုက်မှာမပြေတော့ရနေဖြင့်ဓာရအတင်ပြန်နေသည်ဥပုံညလိုဆရာကြီးပြဟောတော်တရားပွဲနိုင်အမဏီဘောအကြောင်းမပါလင်းမပြီး မဏိဘောကိုရဲရီဖန်လိုက်ပုံ သာသနာရေးကိုလွှဲပေးပုံထိုမှတစဉ်စာရောစကားပါတင် जा ပေးနိုင်မည်ဤစာတင်တိုက်တို့ရောက်လာပုံထမင်းညံကောင်းပြီးသဒ္ဓါတရားရှေးဆောင်နေတဲ့ပြင်ဆောင်းဝဲဝဲတွေဝဲပြီးတွေအောင်ဝဲဆင်းဆင်းပြင်းဖြစ်ကြောပုံနောက်ဆုံးဓမ္မစရိယစာချတန်းအောင်တော့နီပေါ်နိုင်ငံပြန်ကစာတင်တိုက်ထူထောင်ပုံကြောင့်နေကားတော့မတုဆန်နီနာထဲမှာနာယီဝါနေပြီဖြစ်သည် ပါရမီရှင်မတ်တီရီကား ထိုနီပေါ်ဆရာလေးကို အားကြသူဖြစ်သည်စာတိမြေညာဒေတာကြေးလဲရွာကလေးမှာစာတင်တိုင်းတတိုင်းတီထောင်လို့သော စိတ်ဆန္ဒပြင်ပြသူဖြစ်သည်ထိုရည်ရွယ်ချက်အောင်ဖို့သူစားကိုစွမ်းကုန်ကြိုးစားသည်ဆရာကြီးဖျားရေးလှုပ်ရေးကိုင်းအုပ်ချုပ်ပုံစနစ်ကိုတူယူသည်ဒေါ်ကြီးဖျားကလေးရဲ့ပေါ်ခက်ကြမ်းကြမ်းဂိုင်တွယ်မှုကိုတော့သဘောမကျပေမဲ့ဝေဖန်ထောက်ရှုခြင်းမပြုမကောင်းတာပဲကောင်းတာတည်ဆောင်ခြင်းဒီမှာမတည်ရာတီတာဖြစ်သည် ဆရာလေးတို့စာကျိုးစာနော်ဒီလာရှင်ဘွားဆိုတာစာတက်ပုဂ္ဂိုလ်ဖြစ်မှာနှောင်ရင်းအေးတာလူရဝင်တာစာတက်ရင်ကြီးလာတဲ့အခါဇရက်ကျိုဇရက်ကြာចောင်းကျိုចောင်းကြာမှာခုနားနေရတက်တယ်လူကြီးတော့ညာပြန်ပြီးစာတင်တိုက်ဖွင့်ရင်ဆရာလေးတို့ကိုပါခေါ်သွားမှာလိုက်မယ်မဟုတ်လားအဲ့ဒီအတွက်စာတက်အောင်တင်နော်မတ်တီတွေရွယ်ချက်ကြီးသလားမတူဆန်နေတွေ့ထဲမှာဗာများမရှိ အတိုင်းငယ်သေးတာရောတင်ကျဲသေးတာပါပါမီမပြောတော့ပါတွင်ပြီတော်တော်လုံးနေနေရသည်အမေကဘာဖြစ်လို့များတီလာရှင်ဆရာလေးတွေနဲ့ထဲလိုက်ရပါလိမ့်ဟိုမတူဆန်းနီမကြာခဏတွင်နေမိသည် သူကမေနှစ်ပဲနေချင်းနီကိုင်းထဲမှာအမေဆေးရွက်ကြီးခူလင်းခူဆေးရွက်ကြီးလှမ်းလင်းလမ်းဖျဲပို့ချိန်ဆိုဘလို့ပြောမှန်းမသိတဲထဲရောက်လာသည့်ဖျဲသည်တွေဇွန်ဖင်းနေလှဲ့ဖောက်ကချိုးပေးဆိုတော့လုံးကိုမစားသည့်ရတာမျိုးဘယ်မှမမရနိုင် ။စောင်းဦးပေါကိုင်းတော်တဲ့စာလေးဟုတ်ကြီးတောင်းကြည့်ကြလာလေ။အမေတို့လူကြီးတွေနောက်လိုက်ကစာလေးတွေပိုက်အောင်ဖမ်းရတာပျော်ပေါ်လွန်ကောင်းသည်။စာလေးတွေစည်းကောင်းရတော့လေ။အမေကသူ့ကိုရာတီစာပြေဝဝလွင်လင်းကျေးသည်။ကိုင်းမာနေရတာကြောင်းမနေရ။ကိုချင်းကိုကုံရှောက်သွားနေသလိုဖြစ်နေတာကလွဲလေ။ဘွားတော်ကြီးရဲ့ကြီးတော်ကြီးအိမ်နောက်အိမ်စလုံးမှာထပ်ပြောသည်ဒါနဲ့များအမေကဝေးကိုတင်တွန်လှလိုက်သည် မတုဆန်နီတစ်ခါတည်းအမေကိုစိတ်ဆိုးခြင်းနီအဖေကိုလည်းစိတ်ဆိုးခြင်းနီအမေပြောပြသလားအဖေလောင်ခေါ်သည့်ကိစ္စကရင်ခန်းကနောက်ဆက်တွဲအဆင်မပြေမှုတွေဖြစ်လာသည်ဆိုတော့အခုနေများအဖေပဲရောက်နေပါလိမ့်သူတမီးဒီလာရှင်ဝင်းဒီကိစ္စလဲအဖေတိမြေမဟုတ်ဒီတတဲအဖေနေပြန်တွေ့ရပါတော့မလားဆိုကြနော်ညီညီညာညာရွတ်ဆိုကြအနောက်ကကလေးတွေဘာလို့အတန်တွန်းနေတာလဲကြဲကြဲဆိုစမ်းအားထည့်ပြီးဆို တရာတရားကောင်းကောင်းနဲ့ဆိုအိမ်ငိုင်မနေကြနဲ့မသူဆန်ဒီစိတ်ပြန့်လွင်နေတဲ့ပြင်ဝေရွတ်စင်အံထပ်ပဲဖြစ်နေရတော်ကြီးဖျားတန်ကြမှာပင်နီးရကမြန်လှရတော်သည်ညနေစာပါသိခေါလောင်ခေါလင်းတောင်ဝင်ကြရနေရတော့မသွားသေးပဲစတိုခန်ရှိတွင် အုံခွန်လူနေသောဆရာလေးများကိုငင်းနေသည်ဆရာလေးသည်မတ္တမနန္ဒီကိုထပ်ဆင်ငင်းနေသူမှာမသူဆန်ဒီဖြစ်သည်မတ္တမနန္ဒီသည်အုံခွန်ဝင်မလို့ပဲ သူတပားရွေးချလက်ကျန်အခွန်ကိုသားယူလေဖျားခန်းစီတော့ထွက်သွားလေသည်ဩနောက်ရောက်လာတဲ့လူဖြစ်ပေမယ်ဆရာကြီးဖျားတော့ဒေတာမှာရက်ဆွေရက်မျိုးပေးမူဖျားခန်းမှာတော်ကြီးဖျားတူမှာမဝနာနေတူတောင်းဝင်ချထားခြင်းခံရသည့်ကုသိုလ်ကိုဆရာလေးမတုဆန်နေရကြနေခြင်းဖြစ်သည် သူမှာတော့စင်ကြံလန်ကမတတ်သည်မိဖို့ဆောင်ပေးမရောက်သည်ဈာမရေးလေခန်းစံနေသည်ပြီးတော့မှဖျားခန်း ဖျားခန်းကတနေ့နှစ်ခါဖျားဝီပြူချိန်မှလူတွေရောက်တာဆိုတော့တိုက်ဆရာမင်းတိတ်မလို့အောင်ပြောင်းသွားနေရဖြစ်သည်စူးစားကြနော်မဝနာတော့ဖျားခန်းသွားကြည့်စမ်းမှန်ကြည့်နေရတယ်လို့ပြောင်းလဲ့နေတာအဲ့လိုဖြစ်အောင်စူးစားတိုက်ကြဒေါ်ကြီးဖျားဒီလိုပြောလေမတူဆန်နေသည်မြည်သူမျှမမြင်အောင်မဲလေးရှိသည်စိတ်ထဲမှာလေဟော်ဒီကမတူဆန်နေကိုတိုက်ခိုင်းလိုက်စမ်းပါဖျားခန်းများတိုက်ရလို့ကတော့ဟိုးပြောနေလေးရှိသည် ဆရာလေးအတင်းရေကန်အတင်းကြာတင်းကုတို့ကိုလည်းအားကြမဆုံးတော့သူ့မှာတော့မကောင်းလိုက်ဒီကန်ကမော်လမြိုင်အိမ်ဘွားတော်ကြီးလက်ထဲမှာလည်းမကောင်းကျွန်းသားရရွာကြီးတော်ကြီးလက်ထဲမှာလည်းမဟန်းမြင်းနုကျွန်းမှာစာမတက်ပင်မတက်ဘွားနေဆုံးချောက်ခံဆရာလေးတွေနေပါလာပြီးဒီတိုင်းကံကမကောင်းသည်စာတင်တိုင်းရောက်သည့်နေ့မှာပင်သီလရှင်ဘွားတို့ကူပြောင်းပြီး ဆရာကြီးဖျားကိုယ်တိုင်ဦးစားနေရချပြီးတော့ဆရာလေးငယ်ဖြစ်တော့ဒေါကင်စနာနီဒေါကီတာရီတို့မှဒေါကီတာရီတို့ဦးစားမှာနေရချပြီးသည်ဒေါကင်ကရေးသလားဒေါကီကခက်ဆဆာနေတတ်သူဖြစ်သည်ပွားစီပွားစီနေစကားများကဘာမစိုးစိတ်တိုင်းကြဖြစ်နေတတ်သည်စံပြတာချုံးကြတော့မသူစံနေကို စိတ်ရှည်လက်ရှည်တင်ပေးခြင်းမရှိ။ဒါလေးတောင်မတရားကောင်းလား။တော်ကလာတဲ့ဆိုပြီးဒီလိုညဉ့်ညင်းချင်းသူဖြစ်သည် ညင်းနုကျွန်းမှာစိလန်းချင်းလှမ်းရမည်ဆန်တော့တခါမှမပြစဘူးစိလန်းတီမှာလည်းမင်းနောက်လိုက်လျှော့ချင်းများတာအရွယ်ကလည်းကစားမတည့်ရဲ့ရွယ်တယောက်တော့မတုဆန်နီလူကြီးလေးလိုတောင်းဝင်နေယူရသည်ညနေပိုင်းအောက်တွင်မှရေချိုးတက်လာပြီလေမနက်အာရုံစွန့်အတွင်းဆန်ကိုပြတီးကစပလုံရွေရင်စင်းသေးကိုထဲထဲထားရသည် မနက်ဒေါကင်းနဲ့ဒေါကင်းစင်းသေးချန်နိုင်အောင်ရင်ရွက်ချွေထားရသည် ဘူးတီဟျန်းသည်ဆိုလျင်တုံတက်ထားရသည်ထိုစံပြသည့်ကိစ္စကြောင့်ပင်ရောက်ပြီးညက်ပင်မကြပြဿနာပေါ်တော့သည်စံပြရန်စမလုံးရင်းရန်စံအိုးထဲအမတ်တမဲခက်လိုက်စဉ်အထဲမှာဘသူကိုမှအတိမပေးပဲထဲထားသောဖောက်ပြီးသားနိုးစီဘူးမှောက်သွားတော့သည်စံမုံထဲနိုးစီဘူးမှောက်မတော့နိုးစီလည်းကုန်ဆုံးစံတွေလည်းသွားပြီပေါ့တော်ကေဤမိုးကျွရှစ်စိတ်ွယ်အော်တန်ကြီးကြောင့်ဆရာလေးတွေအောင်ကြည့်နေစင်ပါပြီ။ မတူဆန်ဒီစီမှတရှုံရှုံငွေတန်းထပေါ်လာလေသည်ကုံပါပြီကုံပါပြီဘလို့လုံလိုက်တာလဲဖျက်ဆုံးကုံပါပြီနည်းနည်းပါပါတတိကလေးနဲ့လှုပ်အောင်မပေါ့ဒါတွေအလကားရထားတာမဟုတ်ဘူးပတ်စံပြီးပြီးဝဲထားရလားဒုက္ခပါပဲဒုက္ခပါပဲနုစီပေလူနေသောဆံများကိုကင်တွဲရွနေသောဒေါ်ကီကိုကြည်ကမတူဆန်ဒီဒီဘွားတော်ကြီးကို၎င်းကြီးတော်ကြီးကို၎င်းမှန်ရသွားကဝမ်ပန်တနေဆိုင်ကိုမိလေသည် ဒီအတန်ဒီဟန်ပန်မျိုးပါပဲမတုဆန်ဒီကြောက်ဒီဟန်ပန်လေးတန်းဒီနောက်ဆုံးအကျဲကျဲမငိမ့်ဖွဲကိစ္စကဆရာကြီးဖျားနာတို့တိုင်ပေါက်သွားလေရမျက်နာစုံကြီးခေါ်ရမတုဆန်ဒီကိုအိုစာပြောင်းပေးလိုက်တော့ဒီထိုအခါမှာစိတ်နှလုံးနူးညံ့သိမ့်ဝေးသောဆရာလေးမတီဒီနှင်းရဆက်ဆုံရတော့ဒီမတီရာစကားပြောရင်ချိုတာပြောပြောင်းလေရာ မတ်သူဆန်နီအတွက်နားခိုရနေရစင်မံဖြစ်တော်သည်ယခုတော့လေစာတင်တိုက်မှာမတ်သူဆန်နီတော်ကလေးနေသားကြလာပါပြီသူရွယ်လုံရမြေလုံများကိုချွတ်ချွန်းချင်ချင်းလုံနိုင်ပြီဖြစ်သည်ဆရာလေးအစ်မတ်မနန်နီမိဖို့မှမကျွမ်းကျင်သလားပါဝင်ကူညီနိုင်ပြီဖြစ်သည်ဆရာလေးမတ်မနန်နီကအိမ်မာတော့ကဝစ်ကြောင်ဘွားဖြင့်ဘာမှလုပ်ခဲရဟန်မတူဆန်လေးမပြတဲ့အိုးတိုက်တော်လဲမစင် ရင်ရွှဲချွေလင်းပင်ပုံမကြဆရာလေးအရင်ကဒါတွေမလုပ်ဘူးဘူးလားဗျမလုပ်ဘူးပါဘူးဆရာလေးကအိမ်မနေတော့ကအောင်းပဲတက်နေရတာလေအိမ်လုပ်တယ်မလုပ်ရဘူးဒါကြောင့်အချစ်မဖြစ်တာဗျာအင်းမော်လေးဒါတွေကအိမ်နေမှာအမေရပဲလုပ်တာဆိုတော့မဟုတ်ဘူးဗျပြီးတော့အိမ်မှာတော့အမေမီးဖို့ချောင်းဝင်မှုဗျအဖေပဲဝင်တာအဖေကယုံသွားခင်အကုန်ချက်ပြုတ်သွားရတာဗျဖျားကြီးဘုတ်တော် မတုဆန်နီဒီလိုရင်ရွလင်မတမနန်ဒီကသဘောကျသလိုပြုံးလင်းရှိသည်ဆရာလေးတိကပြုံးလင်းတော်တော်ကြီးကောင်းသည်အဖြူအစိမ်ကြောင်းဝဲဆောင်ကလေးနှင့်ကြောင်းတက်လင်းဘလောက်ကြီး၍လှနေမည်မသိဘားကြောင့်များဖြူစိမ်ကိုပဲကဖန်ရင်စွန်းသေးဝဲကိုပြားဝဲလေးတည်းနီမတမနန်ဒီဒီသူ့အကြောင်းသူမိသားစုအကြောင်းဒီထက်ပြောချင်ဟန်မရှိဒီအဝိနှင့်ထားကြသည်သလိုကိုယုံကိုမကြခနာပြင်ယုံနေသည် နှစ်ပတ်တစ်ကြိမ်ရိပ်ပဲရသောဦးပြီးကိုမကြာခဏပုန်နေတတ်သည်အခုဒီမှာပျော်သွားပြီလားဖျားอืมပျော်တယ်လည်းမဟုတ်ပါဘူးစင်ပြေပါတယ်စင်ပြေအောင်နေရမှာပေါ့သပင်ရှင်လာလို့ခေါင်းရဲ့ရင်တော့နည်းနည်းပြဿနာရှိတယ်ဖျးပြဿနာဘာပြဿနာလဲခေါင်းရိုက်တဲ့အခါဓာတိမအောင်တော့တပြည့်တော့ကြောက်တယ်ဖျးဓာတိတိုင်းဆက်ဖြင်းဖြင်းနဲ့နေရခက်တာဖျးဒါကြောင့်နှစ်ပတ်တစ်ကြိမ်ခေါင်းရိုက်တော့မယ်ဆို ထားကင်ကြွယ်နဲ့ဒေါ်ဝိဆာရန်တီကိုစောင့်ရတာပေါ့သူအမှရိတ်ရတာဒေါ်ဝိဆာရန်တီကိုမသူစန်နီကောင်းကောင်းတီတီအကြီးဖျားဇေယမာနေတော့မဝိဆာတီရငယ်အခုဒေါ်ဝိဆာရန်တီကအကြီးတန်းတက်နေသူစိတ်ရင်ကောင်းပင်မဲ့မျက်နှာသာတီတီစကားပြောပြပြင်းဤပြုံးနေသူမာနကြီးသူဟူပင်ထင်ရလောက်သူမသူစန်နီတော့တခါမြာဒေါ်ဝိဆာကောင်းကင်နာမခန့်စဘူး ။သပင်ရှင်လာရင်ကြုံရလူနှင်းရိတ်လိုက်တာပါပဲ။ဓာတိလည်းမိတို့များမတန်းနိုင်။မဓမ္မနန်ဒီကတော့သူ့ကောင်းဓာတိမှကြောက်သူပါလား။ဆရာလေးမတူစံနီရော။ခေါင်းကိုဓာတိမှမကြောက်ဘူးလားဖျား။ဟွန်းမကြောက်ပါဘူးဖျာမတုံဆန်ကြီးကြောက်ရှာနေများနေလို့ခေါင်းဝတင်တုံသားထီမာကိုတော့မကြောက်ပါဟိုဆက်မပြောဖြစ်တော့ပြီဒီတပတ်မျိုးဖိတ်ဆန်ခန်းရက်ဒီမတုံဆန်ကြီးအတွက်ထူချနေသည် အမမတီရီသူမိခင်မကျမ်းမာရီအညာဒေတာကိုပြန်သွားသည်နှင့်တိုက်ဆိုင်နေသည်မတီရီမပါပဲဆန်ခံလိုက်ရမှာကိုတော့နည်းနည်းစိတ်လှုပ်ရှားသည်ဆန်ခံထွက်တော့မည်ဆိုတိုက်မှာဆရာကြီးဖျားတော်ကြီးဖျားနေခီလာနာဆရာလေးတွေမှလွဲလီအာလုံးလိုက်ကြရသည်မြို့ဖိတ်သည်ကန္နာစီကြီးဘက်ဖြစ်၍တော်ဖိတ်သည်ဒိုင်းဝင်ကွင်းဘက်ဖြစ်သည်ဆရာလေးမဆန်နာမာလာကိုအပ်ပါတယ်နော် မတူဆန်ကြီးကငဲသေးတော့ ဆန်ရောက်တဲ့အခါပတ်စံပေးယူမှမှဆိုးလို့ပါမတ်ဆန်နာမှလာရောက်နေဆိုင်မှာပဲရတဲ့စီနဲ့ရောင်းပြီးပါဗျာအပြန်လဲဆောက်ရှောက်ပြီးခေါ်လာပါနော်မိုင်တာခွင်းဖြစ်မှာတစ်ခါတရံလူပြတ်တက်လို့ပါမတ်တီကြီးကစိန်ချစွာမတ်ဆန်နာမှလာကိုအနေဒီတိုက်မှာရှိသမျှဆရာလေးတွေအထွတ်မှာညီညီညာညာတန်းစီထွက်ကြပြင်းမယ်ခီးဆုံးတွင်ရာတီဆန်တွက်ကိုဈေးဖို့တက်ပြန်ရောက်ရမှာတော့ဆရာလေးငယ်တွေအတွက်အဆင်မပြေဖြစ်တဲ့သည် နားလေသူနှင့်တွေ့လို့ရသည်ဒါကိုမတီဒီကစိတ်ချစွာမှနေခြင်းဖြစ်သည်မတူဆန်နီသည်မဆန္နာမာလာစီစဉ်သည့်အတိုင်းဆန်တွက်ကိုရောင်းကတဝက်ကိုပြန်သေးဖို့လုပ်သည်မတူဆန်နီရွယ်နှင့်ဆိုဆန်ပန်းရွယ်ရဲ့ခီဝေးပြန်ရမည်ကိစ္စသည်အတိုင်ငယ်ပင်ပန်းမည်ဖြစ်တော်လဲတူတူကိုကိုဆန်ထုပ်ကိုစီရွယ်ပြန်ရမည်မို့မြည်သူများမြည်သူကုန်ကိုညီနိုင်ပြီး အပြန်ခရီးတည်လာခဲ့သူတန်းစီပြန်တာမဟုတ်တော့လဲနေစွန်စားမီတိုက်ကိုပြန်ရဖို့လိုသည်ကန္နာစီထဲတောင်ကြီးမြောင်ကြီးလုံနေသောမသူဆန်နေကုန်မဆန်နာမှလာကားစောလိုက်လေသည်ဆရာလေးသူမြမြန်လျှောက်ပါဗျတခြားဆရာလေးတွေတွားနှစ်ကုန်ပြီအမမတီရီမရှိတဲ့ဖြင့်ဆန်ထုတ်လေးနေသောမသူဆန်နေသည်မဆန်နာမှလာချီလန်းကိုမိအောင်မနေပြင်လိုက်နေရလေသည် ကန္နာစီကကုန်တင်ကုန်ချခီးတံဝင်ထွန်းနေလွန်စီကလာသည်မြောင်းသူဝဲသူအတန်တူနေသည်များကလည်းစီစီညံနေသည် မလန်မကဲမှာကားကဲရှိမှုတုံကုန်မှုတုံကုန်ဟူသောခီးတံခေါ်တံများကလည်းဆူလာသည်ဆရာလေးမတုဆန်နေလမ်းဖြတ်ကူမြည်ကြံစဲတွင်ညင်ကွင်းခုကြောင့်ခြေလမ်းနေရက်သွားတော်သည်စစ်ကားကြီးတစ်စင်းစစ်သားတွေပစ္စည်းတင်ချလှုပ်ရှုံနေကြသည် ပစ္စည်းတွေမှာတစ်တာလိုပစ္စည်းမျိုးတွေများသည်စစ်သားမြင်ရင်ဖေကိုတတိယနေကြငင်းနေကြမတူဆန်းနေတရားခြေလန်းနေရက်ပြီးငင်းနေမိသည်ထို့တို့ငင်းနေထိတ်ခနဲရင်တုံသွားလေသည်အရက်ရှိရှိကန်ကန်အသားညွညွစစ်သားကြီးတရားအဖေအဖေများလားစစ်သားကြီးကလက်မနှရင်နေအဖေမလည်းဒီလိုအရင်နှရင်ပါတော့အင်ကြီးမျိုးရှိသည် ဖေစစ်သားလိုဝေထားလင်းတော်တော်ကြီးကောင်းသည်မတုဆန်နီရှေ့ကိုတို့သွားလိုက်သည်စစ်သားကြီးကအခြားရဲဘော်တွေကိုညွန်ကြားနေသည်ထို့သူညွန်ကြားနေသည်ဖြင့်အတံမာကြားနေရသည် ဟုတ်ပါပြီအဖေအဖေမတုဆန်နီလမ်းဖြတ်ကူနေစဉ်စစ်သားကြီးဒီကားကောင်းမှဝင်ထိုင်လိုက်လေသည်ပီးလေလုံးမောပန်နေသေးလားအောက်ထုတ်ကို ချုပ်ကရက်ခန့်နေတော့သည် အုတ်ထုတ်ချူလိုက်သဖြင့်မျက်နှာပူပေါ်လာက အဖေဆိုတာတေချာသွားပြီမတုဆန်နေသည်ကာကောင်းတွင်ပေါက်မှရက်ကတခါဤတခါဤစစ်သားကြီးသည်စိတ်ပင်ပန်းနေရသည်အထင်တီလာရှင်ကိုမြင်တော့ခါစိတ်တူသွားလေသည်ကတော့ဆံမာဆရာလေးစစ်သားကြီးစီမာတန်းထွက်လာရာမတုဆန်နေစိတ်ပြတ်သွားလေသည်အဖေသူ့ကိုမမှန်မိပါလားသူ့ပုံစံကလည်းမှန်မိရှားမရှိ မဟုတ်ဘူးတကယ်တကယ်ဟိုတင်ဆရာလေးကဟာကွာအလုရှုပ်ရလဲတဲ့လူခန်းကလည်းတမကဲကဲညော့ညော့ကားဆရာကြီးမောင်းလို့ရပြီမောင်းမောင်းကားဒီရုတ်တရက်ဆောင်ထွက်လေးဒီစစ်သားကြီးရိတ်ထဲကနိုင်ပြလိုက်တော့နှစ်ရတန်းငွေ၁၉ချက်ကလေးကလေဟာပြင်းနေတလူလူလွင်ဝဲခုံပေါင်းနေသည်ဆရာလေးမတူဆန်နေသည်လိုက်ခနေတက်လာတော့ဝမ်းနေစိတ်ကိုမထိန်နိုင်စွာနိုင်လေကောင်းပါပြီ ဆန်ထုတ်ကိုပြစ်ချကဟီဟနဲ့ငိုချလိုက်တော့သည်မဆန်နာမာလာကတော့လီးလန်တော့ဆန်အေးကိုရွက်လျင်မသူဆန်နီးဖြစ်ကုန်မသိပဲရှေးမချီလန်ဆိုက်ဆိုင်နေသွားနေလေတော့သည်ဝင်ခန့်ချန်မပျော်ရွှင်ခြင်းတစ်တီးကောင်းစီကိုစာရေးဆရာမူတဟန်ဤမပျော်ရွှင်ခြင်းနိုင်ငံဝတ္ထုတို့မှရာယူသုံးပြုပါသည်ရွှေအမြူတင်မဂဇင်းစက်တင်ဘာလ2012ခုနှစ် ဆုံးထိနာဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမရွှေတုတ်ပါ